အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းကထိန်းချုပ်နေမြေတွေကိုဆက်လက်ကာကွယ်သွားမယ်လို့ MDY PDF ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းအတွင်းကထိန်းချုပ်နေမြေတွေကိုဆက်လက်ကာကွယ်နိုင်ဖို့အတွက်ကိုစွမ်းညံစွမ်းရှိသမျှအာတုံခွန်ဆိုင်ကြိုးပမ်းသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအောက်တိုဘာလ29ရက်နေ့မှာပြည်သူလူထုကိုအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ MDY PDF အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနစေယုံကျောင်းရဲ့အမိန်ပေးခုတ်ကဲမှုအောက်မှာတည်ရှိနေတဲ့တော်လန်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါရယ်အဖွဲ့အစည်းစတင်စုဖွဲ့ခဲ့တဲ့2021ခုနှစ်ကစပြီး Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းနိုင်ရေးတို့မှာဒီဇိုင်းမမတ်တိုက်ပွဲဝင်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ဒါပြင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ပံပိုးကူညီမှုမိဖက်ຫນွေဦးတော်လိုက်ရင်အားစုတွေရဲ့ပူပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်တွေရဲ့ဆွန့်လွတ်ပေးဆက်မှုတွေကြောင့် မန္တလေးတိုင်းကနေမြေတချို့ကိုစုံမထိန်ချုပ်နိုင်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်စိန်ခေါ်မှုကြီးမားတဲ့အသားစီးတွေကိုဘုံယီမှန်ချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကိုပိုတိုးကဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။